因为我不需要依靠斗地穴了，就能走到今天。အမဲလိုက်ပွဲကနှစ်တစ်နှစ်ရဲ့လာဇန်တရက်နေ့မှာစတင်ပါတယ်။ပြိုင်ပွဲကျင်းပမယ့်နေရာကတော့ချင်းရံမြို့စုံက Monster City တလင်းမှာပါ။ဒီတစ်ခေါက်အမဲလိုက်ပွဲရဲ့အဓိကပြမှတ်ကတော့မိဇဘအောင်ကြပါ။မိဇဘအောင်ကြကကောင်းခင်ယွမ်ကျင်းကျန်သူကိုတောင်းရှင်းနိုင်ပါတယ်။ဒီလိုတရဝါမျိုးကိုတောင်းအနယ်ပိုင်းမှာတွေ့နိုင်ပါတယ်။ ကြေညာထားတာကိုကြည့်ပြီးတော့ဒီနေ့တော့အကြီးကျယ်ချရတော့မယ်ထင်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။လင်းလျှောက်ကတော့လင်းတုံတို့မီးစပယ်အောင်ကြားကိုတတ်နိုင်မယ်ဆိုတာမယုံပါဘူး။ဘာလို့လဲဆိုတော့အရွယ်ရောက်ပြီးသားမီးစပယ်အောင်ကြားတဲ့ကောင်ကကောင်းကင်ယွံကြေညာသူကိုတောင်းရှင်းနိုင်တာကြောင့်မို့လို့ပါ။ဒါကြောင့်သူ့စီကအခြေကုန်တစ်ခုရရင်ပဲရပြီဆိုပြီးတော့ရှင်းပြလိုက်ပါရစေ။အဲ့ဒီချိန်မှာအဖိုးဖြစ်သူရောက်လာပြီးတော့လင်းတုံကိုပေါပေါတန်တန်မနေဘူးပြောလိုက်ပါရစေ။လွန်ခဲ့တဲ့လောက်ဝက်ကလေးကလင်းတုံကခန္ဓာကိုယ်ကျဉ်ကျဉ်အစဉ်ကိုကိုရောက်နေခဲ့ပြီဆိုပေမဲ့အတင်းအာဓမလို့ရင်အခွင့်ရရမှာမဟုတ်ဘူးလေ။ အဲ့ဒီအချိန်မှာပဲလဲမီသားစုနဲ့ရှဲမီသားစုကလည်းရောက်လာပြီးတော့လင်မီသားစုကဒီတစ်ခေါက်အမဲလိုက်ပွဲအတွက်ဆုလက်ပြင်ဆင်ပြီးပြီလားဆိုပြီးတော့လဲပေါက်ကမေးလိုက်ပါတယ်ရှဲမီသားစုရဲ့ခေါင်းဆောင်ကတော့ရှဲချက်မှာအဲ့ဒီအချိန်မှာပဲဆုလက်တွေကမင်းတို့လဲမီသားစုအတွက်ပြင်ဆင်ထားတာမဟုတ်ဘူးလားဆိုတဲ့အတန်နဲ့အတူသွေးရိုင်းထားတိုင်းခမ်းမရဲ့အကြီးကဲလော့ချန်ရောက်လာပါတယ်လဲလီကအခုဆိုရင်မြေကဘာယွမ်အဆင့်ကိုရောက်နေပြီလေမြေကဘာယွမ်အဆင့်နဲ့ကိုခန္ဓာချင်းညံချင်းအဆင့်ကိုကတဆင်မဲကွာတယ်ဆိုပေမဲ့သူတို့ဂျားကကွာခြားချက်ကတော့တော်တော်လေးကြီးပါတယ် မြေကဘာယွမ်အဆင့်ကျင့်ကြံသူကကျင့်ကြံခြင်းအဆင့်ကိုရှိတဲ့သူတွေကိုအများကြီးကိုတိုက်ခိုက်နိုင်ပါတယ်ဒါကတော့တကယ်ကိုကွာခြားချက်ကြီးပါပဲသွေးရိုင်းဓာတ်တိုင်ခိုင်မရဲ့တခင်လေးကတော့ဝူယွမ်လို့ခေါ်ပြီးတော့လင်းတုံကိုလာခဲ့ဆိုတဲ့ပုံစံလက်နဲ့လှုပ်ပြလိုက်တာကြောင့်လင်းတုံတယောက်အနားကိုကတ်သွားတဲ့အချိန်မှာပဲဝူယွမ်ကတိုးတိုးလေးကတ်ပြောလိုက်ပါတယ်တိုးတိုးလေးပြောလိုက်တာဆိုတော့ကျွန်တော်လည်းမကြားလိုက်ပါဘူးလင်းတုံကတော့ဝူယွမ်ပြောတာကိုကြားပြီးတဲ့အချိန်မှာတော့ဆောင်းဆိုင်နေတဲ့နေရာကိုခဏသွားမယ့်အကြောင်းသူ့အဖိုးကိုလှမ်းပြောလိုက်ပါတယ်။ချင်းထန်ကတော့သူ့ပါးလေးကိုကင်ပြီးတော့ငုံနေရှာပါတယ်။ ူရှေကကောင်မလေးကတော့ပားရိုက်လိုက်ုံလေးတင်မယ်လေငိုလီရာမပြီးနိုင်တော့ဆိုပြီးတော့စိတ်ပြတ်တဲ့ပုံစံနဲ့ပြောလိုက်ပါတယ်တကယ်တော့လင်းတုံပေးထားတဲ့ဆွဲကြိုးကြောင့်ရန်ဖြစ်ကြတာပါအကျင့်မကောင်းတဲ့ကောင်မလေးကတော့ရှဲမိသားစုကဖြစ်ပြီးတော့နာမည်ကတော့ရှဲရင်ဖြစ်ပြီးလဲလီနဲ့ဆက်သက်ထားတာပါချင်းထန်လေးကတော့ငိုရင်းနဲ့နေကငှားတာမှမဟုတ်ပဲလာလူနေတာလေးဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ရှဲရင်ဆွဲကြိုးကိုလိုချင်နေတာကတော့ဆွဲကြိုးကရင်ဆွဲရင်ပလဲဆွဲကြိုးဖြစ်နေတာကြောင့်မလို့ပါ။ဒါကြောင့်ချင်းထန်တို့မိသားစုပစ္စည်းမဖြစ်နိုင်မနဲ့ခိုးလာတာဆိုပြီးတော့ဆွဆွဲပါတော့တယ်။ ချင်းထန်ကတော့သူ့အကူပေးထားတာဆိုပြီးတော့ပြန်ဖြေရှင်းပါလေအဲ့တော့လင်းတုံလိုအသုံးမကျတဲ့သူကဘလို့လုတ်ပြီးဒီလိုဆွဲကြိုးမျိုးရှိနိုင်မှာလဲဆိုပြီးတော့တောင်းလို့မရတဲ့အဆုံးမှလူပါတော့တယ်အဲ့ဒီချိန်မှာလင်းတုံရောက်လာပြီးတော့ရှဲရင်ကိုတွန်းထုတ်လိုက်ပါတယ်လင်းတုံကိုမြင်တော့အခုပဲနေအသုံးမကျတဲ့အကြောင်းပြောနေတာဆိုပြီးတော့နင့်ညမလေးကိုစော့နေုံလေးပါဆိုပြီးတော့ပြောပြီးစိတ်မလုံရှားဖို့ကိုပြောလိုက်ပါတယ် ပြီးတာနဲ့အမဲလိုက်ပွဲကိုဝင်ပြိုင်မဲ့သူကနင်တို့နှစ်ယောက်တော့မဟုတ်တော့ပါဘူးတော့ဆိုပြီးတော့မေးလိုက်ပါတယ်ဟုတ်ပါတယ်သူတို့နှစ်ယောက်ပါပဲနောက်တော့နင်တို့လင်မီသားစုမှာလွတ်เสียလူမရှိတော့ဘူးထင်တယ်လို့ပြောရင်းနဲ့လူမဆွမ်းရသားကိုမှဆေးလွတ်ရတယ်ဆိုပြီးတော့အဖေကိုပါစော်ကားတဲ့အတွက်နင်တို့တယောက်စိတ်တူသွားပြီးတော့ပါနဲ့လက်ဝါးကိုမိတ်ဆက်ပေးလိုက်ပါတယ်အဲ့တော့မှနင်ငါ့ကိုရရဲတယ်ပေါ့လေဆိုပြီးတော့မျက်စိပြက်မျက်နှာပြက်ဖြစ်သွားပြီလေနောက်တော့လဲလီရောက်လာပြီးတော့သူ့မိမကိုရိုက်ရလာလို့မင်းရင်နဲ့မင်းအသက်ရှင်ရတာညီငွေ့နေပြီလားဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်လင်းတုံကလည်းသူ့ညီမကိုရိုက်လို့ပြန်ရိုက်တာမှလို့ခက်တီတီပဲလေ လဲလီရောက်လာတော့ရှက်ရင်တယောက်ပန်းထူသွေးပါတော့တယ်နှစ်ဖက်သားအကျဲအကျဲတွေဖြစ်တော့မဲ့ချိန်မှာပဲဝူရင်တို့ရောက်လာပြီးတော့ရံပွဲကိုတားလိုက်ပါတယ်တကယ်တော့ဝူရင်ကလည်းလဲလီကိုကြည့်လို့ရမနေပါဘူးအကြီးကဲကတော့အမဲလိုက်ပွဲကမကြခင်စတော့မှမလို့အားလုံးသူ့နောက်ကိုလိုက်ခဲ့ဖို့ခေါ်လိုက်ပါတယ်ပြီးတာနဲ့အဖွဲတစ်ဖွဲထပ်ပို့ပြီးတော့အကြေးကွန်ကိုရခဲ့ရင်ပြိုင်ခွဲကွင်းမော်ကိုတက်ပြီးတော့တအူးချင်းရှင်ပြရမယ့်အကြောင်းကိုရှင်းပြလိုက်ပါတယ်အနိုင်ရတဲ့သူကအမဲလိုက်ပြီးရင်ဖြစ်မှာပါအမဲလိုက်ပွဲမှာမတက်မတဲ့နီလန်းကိုလုံးဝအသုံးပြုလို့မရပါဘူးလူမတက်ရပါဘူး အားလုံးမှပြီးတဲ့နောက်မှာတော့အမဲလိုက်ပွဲကိုစလိုက်ပါတယ်တော်လဲမှာတော့နှစ်ယောက်သားပြေးရင်နဲ့ရှဲရင်ရဲ့ပါကိုရိုက်လိုက်တာကြောင့်မို့လို့လဲလီကတေချာပေါက်လက်စားချိန်မှာဆိုပြီးတော့လင်းတုံကိုပြောလိုက်ပါတယ်တကယ်တော့လဲလီကချင်းရံမျိုးကမျိုးဆက်တစ်တွေထဲမှာနံပါတ်1ဆိုတော့ချင်းထန်စိတ်ပူနေတာလည်းမဆန်းပါဘူးဒါကြောင့်သတိထားပြီးနေကြမယ်ဆိုပြီးပြောလိုက်တော့သူတို့ပြဿနာမရှာသေးရွေးလင်းတုံကလည်းသူတို့ကိုလော်လနဲ့ရံမစားဘူးဆိုပြီးခရီးပေးလိုက်ပါတယ်အဲ့ဒီအချိန်လဲလီတို့ကတော့မီးစပတ်အောင်ကြားနဲ့တွေ့နေပါပြီမီးစပတ်အောင်ကြားကပြင်းပြင်းထန်ထန်ဒဏ်ရာရထားပေမဲ့ကင်တွယ်ဖို့ကတော့ခက်နေတော့မှာပဲဒီမြင့်ကွင်းကိုတော့လင်းတုံတို့ကအဝေးကနေလှမ်းကြည့်နေပါတယ် အလင်းစလိုမလုပ်ဖဲနဲ့အရင်ဆုံးစောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်တာကြောင့်မို့လို့ပါအဲ့ဒီချိန်နောက်ကနေပြီးခြေတံကြတော့ချင်းထန်တယောက်မျှနေပြစ်ချလိုက်တာရောက်လာတဲ့သူကတော့ဝူရံဖြစ်နေပါတယ်ဝူရံကိုလည်းချင်းထန်တယောက်ကြည့်မရနေပါဘူးပြီးတာနဲ့အောက်မှာတိုက်နေတဲ့လဲလီတို့ကိုကြည့်ရင်းနဲ့ဝူရံကဘာလို့ဝင်မတိုက်ကြလဲဆိုပြီးမေးလိုက်ပါတယ်လင်းတုံကတော့အခုချိန်ထွက်တိုက်တာကကိုယ်တေလန်းကိုရှာတာပဲဆိုပြီးတော့ပြန်ဖြေတာကြောင့်ဝူရံတယောက်ပူပေါင်းကိုဆွဲလိုက်ပါတယ်ပြီးတာနဲ့၃ယောက်ပေါင်းပြီးတော့ဘျူဟာကိုချမှတ်လိုက်ပါတယ် အခုဆိုရင်လဲလီတို့ကြောင့်မီးစပတ်အောင်ကြားကအင်အားကုန်တလောက်ဖြစ်နေပြီးတော့အောက်လေးယောက်ထဲမှာလဲလီနဲ့ရင်ရင်ရဲ့စကေးကပဲထည့်စင်းစားဖို့လိုတာလေ။ဒါကြောင့်အတွေ့အကြုံမရှိသေးတဲ့နှစ်ယောက်ကိုအရင်ထိန်းချုပ်ဖို့ဝူရံကအကြံပေးလိုက်ပါတယ်။ပြီးတာနဲ့ကျန်တဲ့၃ယောက်ကလဲလီနဲ့ရင်ရင်ကိုဆွဲထားပြီးတော့ကျန်တဲ့တစ်ယောက်ကတော့မီးစပတ်အောင်ကြားကိုအလစ်သွားတိုက်ပြီးတော့အခြေကုန်ယူမယ်ဆိုပြီးကြံလိုက်ပါတယ်။လင်းတုံကိုဘလို့သဘောရလဲဆိုပြီးမေးလိုက်တော့အစီအစဉ်ကကောင်းပေမဲ့ကိစ္စပြီးရင်ရောဆုလက်ကိုဘလို့ခွဲယူမှလဲဆိုပြီးမေးလိုက်တော့ဆုလက်ကိုနှစ်ဖက်ခွဲယူမယ်ဆိုပြီးတော့ဝူရံကပြန်ဖြေလိုက်ပါတယ်။ အကြီးကုံကတော့ဘသူရရအဲ့လူရဲ့အဥ္စာပဲဆိုတော့ချင်းထန်ကဝူရင်စကားမတီမှာကိုစိုးရိမ်နေပါတယ်။လင်းတုံကတော့ကိုစွမ်းစားနဲ့ကိုယူမှာဆိုတော့ဝူရင်ပြောတဲ့အတိုင်းပဲသဘောတူလိုက်ပါတယ်။လေလီတို့ကကြားကိုတက်ဖို့လုပ်နေတဲ့အချိန်မှာဝူရင်ကရောက်လာပြီးတော့အကြီးကုံတစ်ခုပဲယူမှာကိုတက်စီရလို့လို့လားဆိုပြီးတော့မေးလိုက်ပါတယ်။လှည့်ကြည့်လိုက်ပြီးတော့အဖွဲလိုက်တွေ့လိုက်တော့ဝူရင်ကလင်းတုံတို့နဲ့ပေါင်းသွားတဲ့အတွက်မင်းလက်နှစ်လက်ဘိန်းလုံးပဲဆိုပြီးတော့ဖဲ့လိုက်ပါတယ်။လင်းတုံက "तू လေလီကိုတားမှာမို့လို့ဝူရင်ကိုတော့အခွင့်ကောင်းယူပြီးတော့ပြေးသွားဖို့ကိုပြောတာကြောင့်ဝူရင်လန့်သွားပါတယ်။လေလီကိုတယောက်ထဲချမယ်ဆိုလို့ပါ" လဲလီကသူ့လူတွေကိုကြားကိုခဏပလစ်ခိုင်းထားပြီးတော့သူ့နဲ့တူတူတိုက်ဖို့ပြောလိုက်ပါတယ်လင်းတုံနဲ့လဲလီတို့လက်သီးချင်းရှင်ကြတဲ့အချိန်မှာပဲဘာမှဖြစ်မသွားတဲ့လင်းတုံကိုကြည့်ရင်းနဲ့ဒီကောင်လေးကမြေကဘာယွမ်ဆင့်ရဲ့မိုးချိုးစွမ်းရင်နဲ့လက်သီးချင်းရှင်တာတောင်အရင်နေမသွားဘူးပဲဆိုပြီးတော့တွေးရင်းနဲ့ဝူရင်လန့်သွားပါတယ်ပြီးတာနဲ့နှစ်ဖက်တိုက်ကြတဲ့အချိန်မှာဝူရင်ကိုချင်းထန်ကမြားနဲ့လမ်းကြောင်းရှင်းပေးပြီးတော့ဝူရင်ကတော့ကြားစီကိုပြေးသွားပါတယ်ဓားကိုရမ်းပြီးတော့ခုတ်ချလိုက်တော့နောက်ဆုံးလိုချင်တာရသွားပြီလေ ဒါကိုလဲလီတယောက်မြင်တော့ဝူရင်ကိုပြေးပြီးတိုက်ပါတယ်။ပါဇက်ကလည်းအခြေကုန်ပေးဆိုပြီးပြောလိုက်တော့ဝူရင်တယောက်ဆူတောင်းလိုက်လို့ပြောပြီးတော့ပြန်ကလိုက်ပြီလေ။ပြီးတာနဲ့ဝူရင်ထွက်ပြေးတာကြောင့်လဲလီတို့ကနောက်ကနေပြေးလိုက်သွားကြပါတယ်။ဝူရင်ကောင်အမဲလိုက်ပြီးရင်လို့អော်ပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့ပြေးနေတဲ့အချိန်မှာပဲထောင်ချောက်ပေါ်ရက်မိပြီးတော့အချုပ်ခံလိုက်ရပါတယ်။အခြေကုန်ကလည်းပြုတ်ကျသွားတာကြောင့်လဲလီကအသာလေးပိုင်သွားပါတယ်။တကယ်တော့အဲ့ဒီထောင်ချောက်ကလဲလီကိုထောင်ထားတာပါ။ ဝူရွင်တက်တော့မဟုတ်ပါဘူးမိစပတ်အောင်ကြားတွက်ပါတကယ်တော့ဒါကမတမာတဲ့နီးလဲမှာပဲဒါကိုတိသွားတယ်ဝူရွင်ကိုတော့နေရာမှာနေကိစ္စတုံးဖို့လဲလီတယောက်ကြံစီလိုက်ပါတယ်အဲ့ဒီအချိန်လင်းတုံရောက်လာပြီးတော့အမဲလိုက်ပွဲမှာလူတက်လို့မရတဲ့အကြောင်းပြန်ရွတ်ပြပေးမယ်လဲလီကတော့အေးဆေးပါပဲသူရင်ဒါတိုင်ခမ်းမကိုလည်းကြောက်မနေပါဘူးအเจ้าကတော့ဝူရင်ကိုမိစပတ်အောင်ကြရဲ့ကူတွေကိုကန်ထိတ်လိုက်တာကြောင့်မှကြာဆားသွားတယ်ဆိုပြီးတော့အเจ้าပြလို့ရတာပေါ့စင်းသွားရင်တေဖို့ကလည်းတေချာပါပဲလေစိတ်ထားကောင်းတယ်လင်းတုံကတော့ဝူရင်ကိုကဲဖို့ကြားကူတွေကိုပြေးစင်းသွားပါတော့တယ် ။ဝင်ရောက်နေတဲ့နေရာကတော့ကြားရှိတဲ့နေရာမှာပါလင်းတုံရောက်လာတာကိုမြင်တော့ခုံချလာတဲ့အတွက်ယူသွားပြီလားဆိုပြီးမေးလိုက်ပါတယ်။လင်းတုံကတော့လူကြီးလူကောင်းဆိုတာစကားတည်ရမယ်ဆိုပြီးတခုံးပဲပြန်ဖြေလိုက်ပါတယ်။ ပြီးတာနဲ့တိုးတိုးလေးပြန်ထွက်ဖို့အလုပ်စတွေ့တွေ့ချင်းချင်းထံများနဲ့ပြစ်လိုက်တော့ကဝူရင်သိမ်းထားတယ်။မြားတို့လေးကကြားနာကိုကြာသွားတဲ့အတွက်ဟိုကနိုးလာပြီးတော့လင်းတုံတို့ကြားရှိတဲ့တဲ့မှောက်ရက်လဲကြပါပြီ။လက်လီတယောက်အကျော်ကြီးနဲ့ရရင်ဝင်လာပြီးတော့သူ့ရလာတဲ့အခြေကုံကိုထုတ်ပြလိုက်ပါတယ်။ပြီးတာနဲ့လင်းတုံနဲ့ဝူရင်ကကြားကူတဲ့ကိုပြေးဆင်းသွားတဲ့အတွက်တေလောက်ပြီးထင်းနေဆိုပြီးတော့တရင်ကောင်းပါလိုက်ပါတယ်။ချင်းထံကတော့မယုံပါဘူး။အဲ့ဒီအချိန်မှာပဲဘသူကငါတို့ကိုတေပြီးလို့ပြောလာလဲကွာဆိုပြီးတော့နှစ်ကောင်သားဆုပ်တီးဆုပ်ပြက်နဲ့အထုတ်ပိုက်ပြီးရောက်ချလာပါတယ်။ချင်းထံတယောက်အပြေးကလေးသူ့အကူကိုဘာဖြစ်သွားသေးလဲလို့မေးပြီးမယ်ဝူရင်တယောက်သူ့နာသွားတာကိုပြောပြပေးမယ်။ဟိုကတော့ ောက်သူ့ကိုအာယုံတော့မလာပါဘူးထွက်လာတယ်ဆိုပေမဲ့အခြေကွန်ကသူ့စီမှာဆိုပြီးတော့လဲလီကလေကြီးနေတော့အထုပ်ထဲကအကောင်ပေါင်းနှစ်ကောင်ကိုထုတ်ပြလိုက်ပါတယ်တကယ်တော့ဂူထဲမှာကြားကသူတို့ကိုဘာမှမလုပ်ပါဘူးအမှန်တိုင်းပြောရရင်မလုံနိုင်တော့တာပါပြီးတာနဲ့ချက်ချင်းပဲလဲကြပြီးအသက်ပြောက်သွားတာပါ လင်းတုံကတော့ဂူထဲမှာလျှို့ဝှက်ချက်ရှိနိုင်တယ်ဆိုပြီးတော့ရှာကြည့်တော့ကြားသားပေါက်လေးနှစ်ကောင်ကိုတွေ့လိုက်ပါတယ်။လေ့ကျင့်ပေးလို့ရတဲ့အကြောင်းသိတာကြောင့်တယောက်တစ်ကောင်စီယူလိုက်ကြပါတယ်။ကြောက်ဆောင်ကတုံးပြန်တဲ့တစ်ကောင်ကိုလင်းတုံကယူလိုက်ပါတယ်။ဒါပေမဲ့နေမကောင်းတဲ့ပုံပေါက်နေတာကြောင့်ဘာလို့ယူလိုက်မှန်းဝူရင်ကလည်းနားမလဲပါဘူး။ဝူရင်ကတော့လဲလီသူ့ကိုကန်ချပေးတာကျေးဇူးတင်တယ်ဆိုပြီးပြောလိုက်ပါတယ်။ဒါကြောင့်မဲသူတို့မီးစပတ်အောင်ကြားပေါက်လေးတွေကိုရှာတွေ့ခဲ့တာလေ။ဒါကိုကြတော့အနောက်ကအကြီးကြီးကဒေါ်ပွားသွားပါပြီ။လေလီကတော့စီကန်းချက်တိုင်းအခြေကွန်ကိုရာခဲ့တဲ့သူဖြစ်တဲ့အတွက်အမဲလိုက်ပရင်ပွဲနဲ့စုကြီးတွေကိုလည်းသူပဲရာသိမ့်နေဆိုပြီးတော့အပိုင်ပြောနေပါတယ် ဒါပေမဲ့လင်းလုံတို့လက်ထဲမှာရှိနေတာကသားပေါက်လေးတွေဖြစ်နေတာကြောင့်အကုန်လုံးရတယ်လို့သတ်မှတ်ပြီးတော့ပြိုင်ပွဲကွင်းမှာရှင်းပြိုင်ဖို့ရှဲချန်းကအကြံပေးလိုက်ပါတယ် မဟုတ်ရင်အမဲလိုက်ဘရင်ဘွဲနဲ့စုတွေကခွဲဝေဖို့ခက်ပါလေလဲပေါက်ကတော့လဲလီတို့ကအရင်ကြားကိုအားကိုအောင်လုပ်လိုက်တာကြောင့်မလို့လင်းတုံတို့တားပေါက်လေးတွေရခဲ့တာဆိုပြီးတော့ဖြည့်ချင်းချက်တောင်းလိုက်ပါလေတကယ်တော့တားပေါက်လေးတွေကိုလိုချင်နေတာပါဒါကြောင့်ပြိုင်ပွဲနဲ့ပဲတားပေါက်လေးတွေကိုဘယ်သူနိုင်မလဲဆုံးဖြတ်မယ်ဆိုပြီးဖြစ်သွားပြန်ပါတယ်။ Channel ၄ရောက်ကတော့သဘောမတူတာမို့လို့ထမ်းမှုရွာကိုပါလောင်းမယ်ဆိုပြီးကြောပြောလိုက်ပါတယ်။နိုင်ခဲ့ရင်ထမ်းမှုရွာကိုလင်းမိသားစုကရမှာပါ။ရှုံသွားရင်တော့မိစပယ်အောင်ကြားပေါက်လေးတွေကိုလဲမိသားစုကတိတ်မှာပါ။ ထမ်းမှုရွာဆိုတာကတမ်မနီတက်တော်နယ်မြေဖြစ်ပြီးတော့ပြိုင်ဘက်ကင်းတမ်မနီအပင်နေလည်းရှိပါတယ်ဒါတွေကလင်းမိသားစုလိုအပ်တဲ့ငွေပမာဏကိုလုံလောက်အောင်ထောက်ပံ့ပေးနိုင်တဲ့အရာတွေပါဒီလိုလောင်းရတဲ့အကြောင်းကတော့လင်းမိသားစုကနိုင်မယ်ဆိုပြီးအပိုင်တွက်ထားတာကြောင့်လေလင်းတုံကတော့ကောင်းပြီဆိုပြီးသဘောတူလိုက်ပါတယ်အခုတော့လင်းတုံနဲ့လက်လီတို့ပြိုင်ပွဲခွင့်မှာထိတိုက်တွေ့ကြပါပြီအကုန်လုံးကလည်းလင်းတုံမနိုင်လောက်ဘူးဆိုပြီးတော့ထင်ကြီးပေးနေကြပါတယ်ဒါပေမဲ့လင်းမိသားစုကတော့လင်းတုံဒီလိုလှုပ်လိုက်တာသူတို့မသိသေးတဲ့ဟွက်ဖဲရှိလိမ့်မယ်ဆိုပြီးတော့တွေးလိုက်ပါတယ်လဲလီကလက်ရှိမြေကဘာအဆင့်မှာဒါကြောင့်လဲလီကိုအနိုင်ရဖို့ဆိုရင်မြေကဘာအဆင့်ကိုရောက်နေမှာဖြစ်မှာပါ လင်းတုံလေးကျင်တာစုစုပေါင်းတစ်နှစ်နီးပါးပဲရှိသေးပြီးတော့တစ်နှစ်အတွင်းကျင့်ကြံခြင်းအဆင့်ကိုထိတက်လာနိုင်တာတော့တော်တော်လေးပြိုင်ဆန်ရှာဖြစ်နေပါပြီလေလံထန်းတောင်မှာမြေကဘာယွမ်အဆင့်ကိုရောက်ဖို့နှစ်နှစ်လောက်လေ့ကျင့်ခဲ့ရတာလေလေလီတယောက်ခတ်ထူထူယွမ်ဆွမ်းအားတွေကိုထုတ်ပြလိုက်ပါတယ်ဒါပေမဲ့လေအားလုံးကိုအံအားတင်သွားစေတာကတော့လင်းတုံကလည်းသူ့ရဲ့အဆင့်အမှန်ကိုထုတ်ပြလိုက်တာကြောင့်မို့လို့ပါ အခုဆိုရင်လင်းတုံလည်းမြေကဘာယွမ်အဆင့်ကိုရောက်နေပြီလေဒါကိုလင်းလျှောက်တောင်သိမနေပါဘူး ဘလို့ဆင့်တက်သွားတာလဲဆိုတော့တရက်ကလင်းလျှောက်ကလင်းတုံရထားတဲ့ပလဲလုံးကိုကြည့်ပြီးတော့ထိမ့်ချုပ်ပြီးဆုပ်ယူပြီးတော့အမျိုးတွေတဲကိုစီးဝင်စေပြီးရင်ဆန်းအားနဲ့ပေါက်ဆက်နိုင်ခဲ့မယ်ဆိုရင်မြေကဘာရွင်အဆင့်ထိတေချာပေါက်ဖျက်ကျော်နိုင်လိမ့်မယ်ဆိုပြီးတော့ပြောပြထားပါတယ်။ဒါပေမဲ့ပလဲလုံးတဲကရွင်ဆွမ်းရင်အငွေသက်ကအရန်ကြမ်းတမ်းလုံးတာကြောင့်မို့လို့လင်းတုံကအလွယ်တကူဆန်းကြည့်လို့မရဘူးဆိုပြီးတော့မှားလိုက်ပါတယ်။အဲ့ဒီတော့မှလင်းလျှောက်တယောက်လင်းတုံဘလို့ဆင့်တက်သွားလဲဆိုတာကိုရိမ့်မိသွားပါတယ်။ အဆင့်တူမှန်တည်သွားတယ်လဲလီကတော့နည်းနည်းတုံ့လှုပ်သွားပြီမြဲအေးဆေးပဲဆိုတဲ့ပုံစံနဲ့ပြေးတိုက်လိုက်ပါတယ်လဲလီတုံးလိုက်တာကတော့လင်းမွေးလက်ဝါးတိုင်းမှာဒီတိုင်းပညာကပျော်ပြောင်းပြီးတော့ကြမ်းတမ်းရက်ဆက်တဲ့အဆင့်နှစ်ဝင်တဲ့တိုင်းပညာရက်တစ်မျိုးပါဒါကလဲလီရဲ့အကျွမ်းကျင်ဆုံးတိုင်းပညာပဲလေနှစ်ယောက်သားဇက်တိုက်တိုက်နေတာကိုကြည့်ရင်းနဲ့လင်းတုံကလဲလီကိုရှုံနေမနေပဲနဲ့ရှင်တိုက်နိုင်တာကြောင့်လူကြီးတွေကသဘောကျသွားပါတယ်လင်းတုံကိုကြည့်ရင်းနဲ့အံအောမဆုံးဖြစ်နေတာကတော့သူ့အဖေလင်းလျှောက်ပါ တိုင်ဝဲဝင်းထဲမှာလဝါးချင်းရှင်တိုက်ပြီးတဲ့အချိန်မှာတော့နောက်ထပ်အချိန်ဆွဲလို့မဖြစ်တော့ဘူးဆိုတာလဲလီတယောက်သဘောပေါက်သွားပါတယ်။ဒါကြောင့်အချိန်ကိုမြင့်လိုက်ပြီးတော့ခန္ဓာကိုယ်ကလည်းပေါက်ကွဲထွက်လာတဲ့ဘုံတလုံးလိုပြောင်းသွားပါတယ်။လဲလီတုံးလိုက်တာကတော့လက်မိသားစုရဲ့မိုးချိုးမုန်တိုင်းတိုက်ခိုက်မှုပါ။ဒီတိုင်ခွက်ကအတော်ပြင်းထန်ပြီးတော့ပြိုင်ဘက်တွေကိုမိုးချိုးတွေနဲ့ပစ်ခတ်ရတယ်လို့ခံစားရသေးပါတယ်။လင်းတုံကတော့ဘယ်ဘက်ကဖောက်ထွင်းလက်ဒီတိုင်ကိုသုံးပြီးတော့ညာဘက်ကဖြက်စီချင်းလက်ဝါးတိုင်ကိုသုံးလိုက်ပါတယ်။နှစ်ဖက်စလုံးတပြိုင်တည်းသုံးချခြင်းတစ်ဖက်ကလက်ဝါးတစ်ဖက်ကလက်ဒီအဖြစ်သုံးလိုက်တာကြောင့်ဒါကိုလင်းတုံရဲ့အဖိုးကလည်းတော်တော်လေးသဘောကျသွားပါတယ်။ ဟူရင်ကတော့နောက်ထပ်စော်လေးတွေမကြောင်တော့ပါဘူးဆိုတဲ့ဂရီးနဲ့အတူလင်းတုံနိုင်ဖို့ကိုဆူတောင်းနေပါတယ်တကယ်နိုင်တော့မလို့ဖြစ်နေတော့ခုနကရှာယိုးမရှိပဲရှောက်ပြောနေတာပါဆိုပြီးတော့လေတံပြောင်းသွားပြန်ပါတယ်လင်းတုံကလက်လီကိုအရှုံးပေးလိုက်တော့ဆိုပြီးတော့ပြောတော့စွမ်းအားစစ်တောင်မတုံးရသေးဘူးဆိုပြီးညင်လိုက်ပါတယ်ပြီးတာနဲ့လဲမိသားစုရဲ့မန်ဟုံပြင်းပြီးလုံးကိုထုတ်သုံးတာမြင်တော့ပြိုင်ပွဲခွင်းထဲမှာတိုင်းပညာရှင်တာအသက်ရင်းပြီးတော့တိုက်ခိုက်နေတာမဟုတ်ဘူးဆိုပြီးတော့လင်းတုံရဲ့ဦးလေးကလှမ်းဩပါတယ် မန်ဟုံပြင်းပြီးလုံးဆိုတာကအဆင့်လေးတိုင်းပညာရပ်တစ်ခုဖြစ်ပြီးတော့လဲမီသားစုရဲ့အမြင့်ဆုံးတိုင်းပညာရပ်နှစ်ခုတည်းကတစ်ခုပါလင်းလျှောက်ကတော့တူသားသူယုံတဲ့အတွက်ရှုံးမပေးခိုင်းပါဘူးအဲ့ဒီအချိန်လင်းတောင်ထုတ်သုံးလိုက်တာကတော့အံ့ဘွယ်ခေချိတ်ပိတ်တိုင်းပညာပါဒါပေမဲ့အံ့ဘွယ်ခေချိတ်ပိတ်ခြင်းတိုင်းပညာကအဆင့်သုံးပညာရပ်တစ်ခုဖြစ်တာကြောင့်မန်ဟုံပြင်းပြီးတော့ကိုတော့မရှင်နိုင်ဘူးလေဒါကိုကြည့်ပြီးတော့တုံးအားယူနေပြီလားဆိုပြီးတော့အဖိုးဖြစ်တဲ့သူကရေရွတ်လိုက်ပါတယ်စွမ်းရဲ့နှစ်ခုထိတိုက်တွေ့တဲ့အချိန်မှာပောက်ကွဲမှုကြီးဖြစ်သွားပြီးတော့လွန့်ထွက်သွားပြီးမှောက်သွားတာကတော့လဲလီပါလင်းတောင်ကတော့ဘာမှဖြစ်မသွားပါဘူးလဲလီတယောက်ပြန်ထဖို့ကြိုးစားပြီးမယ်နလန်မထူနိုင်တော့ဘူးလေ လဲလီနိုင်ဖို့ကိုမျှော်လင့်နေတဲ့ရှဲမီသားစုကလည်းစိတ်ပြတ်သွားပါတယ်အခုတော့အနိုင်ရှုံးသေးခွဲသွားပါပြီလင်းလျှောက်တယောက်သူ့သားကိုကြည့်ပြီးတော့မယုံကြည်နိုင်ဖြစ်နေပါတယ်လင်ကျန်းရှန်ကလဲပေါက်ကိုရွာကိုလွှဲပြောင်းပေးဖို့ကိစ္စတလားအတွင်ပြီးအောင်လုပ်ဖို့ကိုပြောလိုက်ပါတယ်လူအများရှိမှဆိုတော့ညင်းလို့ကလည်းမရတော့ပါဘူးဒါကြောင့်နောက်တစ်ဆင့်တက်တော့မှပဲတွေးကြတာပေါ့ဆိုပြီးတော့ချိန်ဝါလိုက်ပါတယ်နောက်ဆုံးတော့လဲမီသားစုရဲ့အိမ်ပြန်လန်းကရွာကိုဆုံးရှုံးသွားတဲ့အပြင်ဘာမှလည်းအမြင်မရလိုက်ပါဘူးဒဏ်ရာတွေတော့ပါသွားပါတယ်။သူမှပေးတဲ့ဒဏ်ရာတော့မပြင်းပါဘူး။လင်းတုံတို့မောင်နှမနှစ်ယောက်ကြားပေါက်လေးကိုလေးကျင့်ပေးရင်းနဲ့ရှောင်းရံလို့ဆိုပြီးတော့အမြည်ပေးလိုက်ပါတယ်။ ရှောင်းရံကလင်းတုံကိုတော်တော်လေးသဘောကျတဲ့ပုံပါပဲကြီးလာတာလည်းအတော်မြန်တယ်လေအစားခိုးစားပြီးတော့မျက်ခွက်ကလည်းပြောင်းပါသေးတယ်တည့်ရလင်းတုံတို့အဖွဲတောင်ပေါ်ကနေကြည်နေရင်နဲ့မြင်းအဖွဲတစ်ဖွဲထွက်သွားတာကိုတွေ့လိုက်ပါတယ်ဟူရင်ကလင်းမိသားစုတစ်ခုခုဖြစ်လို့လာဆိုပြီးတော့မေးလိုက်တော့လင်းမိသားစုကမူထဲရွာကိုအချိန်မီလွှဲပြောင်းမပေးသေးတာကြောင့်မလို့ဆိုပြီးတော့ပြန်ဖြေလိုက်ပါတယ်ဒီနေ့ကနောက်ဆုံးရက်ပဲလေပြီးတာနဲ့ချင်းထန်းကိုဝူရင်နဲ့ထားခဲ့လိုက်ပြီးတော့သူကတော့မူထဲရွာကိုသွားလိုက်ပါတယ်မူထဲရွာကိုသွားကြည့်တဲ့အခါမှာတန်မဏိပင်တွေကတပင်မှမရှိတော့ပါဘူးတောကိုဖြက်စီးခဲ့ုံသာမကမြေကိုပါတပင်ပြန်မပေါက်နိုင်အောင်ဖြက်စီးသွားတာပါ ဒါကြောင့်အခုဆိုရင်လင်မီသားစုကအခွန်ကြီးပဲရလိုက်တယ်လို့ဖြစ်သွားပါတယ်။ဒါကြောင့်မို့လို့လူစုပြီးတော့ပျက်စီးမှုအတိုင်းတာကိုတွားကြည့်ပါတယ်။အသုံးဝင်ပုံမျောလင်းချက်နဲ့အနက်ထဲထိဝင်သွားပြီးကြည့်တဲ့အခါမှာကြားပေါက်လေးကတခုခုကိုအနက်ခံမိလိုက်ပြီးတော့တခြားလမ်းကနေထွက်သွားလိုက်ပါတယ်။လင်းတုံတယောက်အနောက်ကနေပြေးလိုက်သွားတဲ့အချိန်မှာရှောင်းရံတကောင်ကြောက်တုံးတွေကိုတူးနေတာကိုတွေ့လိုက်ပါတယ်။ကြောက်တုံးတွေဘေးကိုရောက်သွားတဲ့အချိန်ဂူတစ်ခုပေါ်လာတာကြောင့်နှစ်ကောင်သားအထဲကိုဝင်သွားပြီးကြည့်ကြပါတယ်။အဲ့ဒီအချိန်လက်ကကြောက်ဆောင်ကလည်းအချက်ပြလာတယ်လေ။ဝင်သွားပြီးတော့နောက်တွေ့လိုက်ရတာကတော့လုံးဝမထင်မထားတဲ့တခြားကဘာတစ်ခုကိုတွေ့လိုက်ရသလိုပါပဲ။ချော်ရည်တွေနဲ့အတူတားရဲတဲ့ကောင်ရဲ့အလောင်းကိုလည်းတွေ့လိုက်ရပါတယ်။ ရှောင်ရန်ကတော့အပေါ်ကိုပြေးတက်သွားပြီးတော့တူးနေပြီလေတူးပြီးတော့ရလာတဲ့စွမ်းရင်လုံးကိုချက်ချင်းပဲမြူချလိုက်တာကြောင့်လင်းတုံခမားတားချိန်တော်မရလိုက်ပါဘူးအဲ့ဒါကမိစ္ဆာတားရဲ့အမြူတွေပါစိတ်တူနေပြီမယ်မျက်နှာကိုကြည့်ပြီးတော့ဒေါသတွေပျောက်သွားပါပြီဘာမှမဖြစ်တာကံကောင်းတဲ့အတွက်အစားပုတ်ကောင်ဆိုပြီးတော့ဆူလိုက်ပါတယ်ဒီနေရာကမီးတောင်မဟုတ်တော့ဘူးမလားဆိုပြီးတော့တွေးနေတော့မှပဲအယောင်တောက်နေတဲ့ပန်းမွင်းတစ်ခုကိုတွေးလိုက်ပါတယ် တည်သွားတဲ့သားရဲအလောင်းကဒီပန်းကိုများလိုချင်နေလို့လားဆိုပြီးတော့ကောက်ချက်ချလိုက်ပြီးတော့အနားကိုသွားပြီးဆက်ဆူပါတယ်။တေချာကြည့်နေတော့မှာပဲအတန်ချားလိုက်ရတာကြောင့်အနောက်ကိုလှည့်ကြည့်လိုက်တော့ရှောင်းရံတကောင်ပါဇက်ကနေမီးတွေမှုတ်ပြီးတော့လူလိမ့်နေတာကိုတွေ့လိုက်ပါတယ်။အပြေးသွားဖို့လုပ်တဲ့အချိန်မှာပဲလက်ထဲကကြောက်ဆောင်ကပန်းမွေးနဲ့အချင်းချင်းဆွဲငင်ပြီးတော့သူ့ကိုတဝက်လောက်ကမီးလောင်တယ်လို့ဖြစ်သွားပါတယ်။အပြင်မှာလေလူကြီးတွေကလင်းတုံပြောင်းနေတာကိုသတိထားမိသွားပြီးတော့လိုက်ရှာနေကြပြီလေလင်းလျှောက်ကတော့ကိုသားကိုတောင်မထိနိုင်ဘူးဆိုပြီးတော့အဆူခံနေရပါတယ်အခုချိန်မှာလင်းတုံကလင်းမိသားစုအတွက်အရေးကြီးဆုံးပဲလေ အဲ့ဒီအချိန်မှာပဲရှောင်းရန်ကလင်းတုံကိုတရွတ်တိုက်ဆွဲပြီးတော့လင်းလျှောက်တို့စီကိုခေါ်ချလာပါတယ်အကောင်ကလည်းတော်တော်လေးကိုကြီးလာတာကြောင့်ဘလို့ဖြစ်တာလဲဆိုပြီးတော့ဝိုင်းမနေကြပြီလေလင်းတုံကတော့သူ့ကိုဂယူးဆိုင်မနေနဲ့ဆိုပြီးတော့သူ့ကူတွေကနေရလာခဲ့တဲ့ကြောက်တုံးကိုပြလိုက်ပါတယ်ဒါကတော့ရန်ရန်ကြောက်တုံးဖြစ်ပြီးတော့လင်းတုံရှာတွေ့ခဲ့တာကရန်ရန်ကြောက်တုံးပိုင်းမှာနောက်ဆုံးတော့အဖွဲလိုက်ကူတွေကိုရောက်သွားကြပါတယ်ပြီးတာနဲ့စူးစမ်းပန်းစားတက်သူ့ကျော်ကိုရှာနေကြပြီလေ ရေရွံကြောက်ကိုဘလို့လို့အလွယ်တကူနဲ့ရှာတွေ့နိုင်မှလဲဆိုပြီးတော့လက်လျှော့ချင်နေကြပါတယ်ရေရွံကြောက်ဆိုတာကမိုးနဲ့မြေရဲ့ရွံဆန်းအားတွေကိုဆုပ်ယူနိုင်အောင်တာမကရံကန်းဆွမ်းအားကိုပါပေါင်းဆက်ထားသေးတာကြောင့်တတ်ထုကြောကိုသာရှာတွေ့နိုင်ရင်သူ့ကိုယ်တိုင်လဲဆွမ်းရည်အမျိုးတွေပုံကိုဖျက်ချော်နိုင်ဖို့မျှော်လင့်ချက်ရှိသွားပြီလေ လင်းတုံရဲ့ကော်ပြားတစ်ချက်မှာတင်တက်တူကျော်ကိုတွေ့သွားပါတယ်။နောက်တစ်ရက်မှာလင်းတုံတယောက်ကြောက်အဆောင်ကိုတုံးပြီးတော့ရန်ရွံကြောက်တုံးတွေကိုတန်းစင်လိုက်တဲ့အခါမှာရန်ရွံဆေးလုံးကိုရလိုက်ပါတယ်။အပြင်မှာတော့ရှောင်းရံတကောင်ချင်းထန်စုတာကိုခံနေရပါတယ်။ဆေးကြုံတုံးကအပူလောင်သွားတာကြောင့်မို့လို့ပါလင်းတုံတယောက်သူ့အဖိုးနဲ့တူတူရန်ရွံကြောက်တုံးတွေကိုရောင်းဖို့အတွက်ရန်မျိုးကိုခရီးထွက်မဲ့ကြောင်ကိုပြောလိုက်ပါတယ်။ရန်မျိုးဆိုတာကတော့ချင်းရံမျိုးနဲ့အနီးဆုံးမှာရှိတဲ့အဓိကမျိုးကြီးပါ။လင်းတုံတယောက်ဘာလို့ဆက်ပြီးကြောက်ရမလဲဆိုတာနောက်တစ်ပိုင်းမှာဆက်လက်ဆောင်ကြည့်ပေးပါဦး။ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားကြပေးပါဦးခင်ဗျာ။